ထောင်ဝက်60ခုနှစ်မှာဆိုဗီယက်ပြည်တော်စုပြိုကွဲသွားပြီးတဲ့နောက်ပိုင်းမှာအရင်းရှင်စနစ်ကပိုပြီးတော့မှအင်အားကောင်းလာတယ်။ကောင်းလာပြီးတော့မှကွန်မြူနစ်စနစ်ကမိမ့်မိန်သွားတယ်။ကွန်မြူနစ်စနစ်မိမ့်မိန်သွားတယ်ဆိုတော့ကွန်မြူနစ်စနစ်ကြီးကလုံးဝပျောက်သွားတာတော့မဟုတ်ဘူး။ဒီအချိန်ဟာနည်းသွားပြီးတော့မိမ့်မိန်သွားတဲ့အချိန်မှာဘက်စနစ်ကပိုပြီးတော့မှအားကောင်းလာတယ်ဆိုတော့ Islamic fundamentalist Islam ခြေကဝါဒီတွေအားကောင်းလာ ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဆရာမေးချင်တာလေးရတယ်အခုဒီစစ်ပွဲကနေစပြီးတော့ဘုံတော့အရှိလေပိုင်းမှာဆိုရင်လည်းလှုပ်ရှားမှုလေးတွေရှိလာပြီးတော့ဒီဒူဘိုင်းမှာဆိုလည်းလင်းဝင်ထွက်တဲ့ကိစ္စလေးတွေပိတ်လိုက်တာရှိရဲကာတာမှာဆိုလည်းအမေရိကန်စစ်စခန်းဝင်ရောက်ပြီးတော့တိုက်ခိုက်တဲ့ပုံစံမျိုးတွေရှိလာတဲ့အတွက်ဒီအစ္စလာမစ်နိုင်ငံတွေကြားထဲမှာရောဒီစစ်ပွဲတဲ့အခြေခံပြီးတော့ပြန့်နှံ့မှုတွေရှိလာနိုင်လားသူတို့အနေနဲ့ရောဘယ်လိုမျိုးပတ်သက်မှုတွေရှိလာနိုင်လဲဘယ်လိုပြောင်းလဲမှုတွေရှိလာနိုင်လဲဆိုတာလေးတွေသုံးသပ်ပေးပါအောင်ဆရာဟုတ်ကဲ့အဲခုနကကျွန်တော်တင်ပြတဲ့အထည်ထဲမှာ အရှေ့လပိုင်းဒေသမှာရှိတဲ့အကြောင်းတရားတွေကိုအခြေခံပြီးတော့အရာကြီးနိုင်ငံတွေဟာအရှေ့လပိုင်းဒေသမှာအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ပါဝင်ပတ်သက်ပြီးတော့မှအခြေချထားတာတွေရှိပါတယ်။ရခိုင်တော့တော့ဆိုဗီယက်ပြည်ထောင်စုအခုလက်ရှိရုရှားဖက်ဒရေးရှင်းပေါ့လေ။ရုရှားဖက်ဒရေးရှင်းကနေပြီးတော့အခြေချပြီးတော့မဟာမိတ်တွေမွေးထားပါတယ်။မွေးထားပြီးတော့အရှေ့လပိုင်းမှာရုရှားရဲ့အဓိကမဟာမိတ်တွေကတော့အီရန်အီရတ်လီဗျား ဆီးရီးယားနောက်ပိုင်းမှာတော့ကျွန်တော်တို့အီဂျစ်ဂျော်ဒန်စသဖြင့်အခြေချထားတဲ့နိုင်ငံတွေရှိပါတယ်။အဲ့ဒီနိုင်ငံကြီးတွေမှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့အီရန်နိုင်ငံမှာဆရိုင်းဟူစိန်ပြုတ်ကျသွားတယ်၊လီဗျားမှာကဒါဘီပြုတ်ကျသွားတယ်၊နောက်ပိုင်းမှာအင်အားအကြီးဆုံးဂျန်နာကတော့အီရန်နိုင်ငံဂျန်နာပေါ့။ဗလာရူရုရှားနိုင်ငံကခြေချထားသလိုပဲအမေရိကန်ပြည်ထောင်စုကလည်းအရှေ့လက်ပိုင်းဒေသမှာသူ့ရမှာမိန်နိုင်ငံတွေခြေချထားတာရှိပါတယ်။ အဲ့လိုခြေချထားတဲ့အထယ်ထဲမှာကျွန်တော်တို့အခုလက်ရှိနိုင်ငံတွေထဲမှာကာတာရှိတယ် UAE ရှိတယ်ကျွန်တော်တို့ဘာရိန်အီရတ် sorry အာရေဗျာဆီးရီးယားမှာရှိတယ်ကူဝိတ်မှာလည်းအမေရိကန်ပြည်ထောင်စုတွေချထားပါတယ်အဲ့တော့ကမ္ဘာပေါ်မှာစစ်မဲ့ဖြစ်ပွားပြီးတော့မှရေးပေါ်အခြေအနေတွေကြုံလာလို့ရှိရင်နိုင်ငံကြီးတွေဟာအခြေအနေအရရက်ကိုထိန်းသိမ်းနိုင်ဖို့သက်ဆိုင်ရာနိုင်ငံတွေရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့အတွက် ဟင်အားကြီးနိုင်ငံတွေဟာတိုက်ရိုက်တော်နေတော်ဝိုက်တော်နေနဲ့အရှေ့လယ်ပိုင်းမှာပါဝင်ပတ်သက်နေကြတာကြာပြီဖြစ်ပါတယ်။အစ္စရေးနိုင်ငံလွတ်လပ်ရေးမကြေညာမီကတည်းကပါဝင်ပတ်သက်နေကြပြီဖြစ်ပါတယ်။အဲတော့ဒေသရင်းမှာရှိတဲ့ရေနံအကျိုးစီးပွားတွေပုံမှန်တိုင်းလက်ပတ်နေဖို့ကဘာတဖမ်းမှာကျွန်တော်တို့စွိုင်းရင်လောင်စာစီတွေဆက်သုံးစီတွေပုံမှန်တိုင်းရောင်းဝယ်ဖောက်ကားနိုင်စေဖို့အတွက်ကိုလည်းရှေ့လယ်ပိုင်းကထွက်တဲ့ရေနံစွိုင်းရင် ရင်းမြစ်တရားအင်မတန်အရေးကြီးပါတယ်ရေနံစွမ်းအင်ကိုမိခိုနေရတဲ့နိုင်ငံကြီးတွေရဲ့စီးပွားရေးကလည်းအရေးကြီးပါတယ်အရေးကြီးတာဖြစ်တဲ့အတွက်ပြည်သားအတွင်းမှာကျွန်တော်တို့ပထမကနဦးနေနဲ့ခုနပြောတဲ့အတိုင်းဝါဒရေးဘာသာရေးအရအစွဲတွေတစ်ဖက်နဲ့တစ်ဖက်ပြင်းထန်လာပြီးတော့မှမိမိတို့ရဲ့ယုံကြည်ကိုးကွယ်မှုကလွယ်လို့ရှိရင်ဂျန်တဲ့လူတွေမှားယွင်းတဲ့ဂျန်တဲ့လူတွေကိုတုံ့ပြန်ရှင်းလင်းရမယ်ဆိုတဲ့အကြောင်းတရားနဲ့ရည်ရွယ်ပြီးတော့မှနောက်ဆုံးပထမအဆင့်ဘာဖြစ်လာလဲဆိုတော့ အကြံဖက်လုပ်ငန်းတွေဖြစ်လာပါတယ်ဖြစ်လာတော့ဒီအရှိလေပိုင်းကိုဒီလောက်ဖြစ်လာတဲ့အကြောင်းလေးကျွန်တော်နည်းငယ်ရှင်းပြကြပါတယ်1992ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးတဲ့နောက်ပိုင်းမှာအရင်းရှင်စနစ်ကပိုပြီးတော့မှအင်အားကောင်းလာတယ်ကောင်းလာပြီးတော့မှကွန်မြူနစ်စတင်ကမိမ့်မိန်သွားတယ်ကွန်မြူနစ်စတင်မိမ့်မိန်သွားတယ်ဆိုတာကွန်မြူနစ်စနစ်ကြီးကလုံးဝပျောက်သွားတာတော့မဟုတ်ဘူးဒီအချိန်ဟွာနဲသွားပြီးတော့မိမ့်မိန်သွားတဲ့အချိန်မှာဘက်စနစ်ကပိုပြီးတော့မှ အားကောင်းလာလဲဆိုတော့ Islamic fundamentalist Islam အခြေခံဝါဒီတွေအားကောင်းလာပါတယ်အားကောင်းလာပြီးတော့ယခင်တော့ Afghanistan မှာဆိုဗီယက်တပ်တွေခြားထားတယ်အဲဆိုဗီယက်တပ်တွေခြားထားတဲ့အချိန်မှာဆိုဗီယက်တပ်ဖွဲ့တွေကိုဒုံးကျည်တွေနဲ့ပစ်နေတဲ့အမေရိကန်ပြည်ထောင်စုကနေအပအပအမြောက်ပြုထားတဲ့အဖွဲ့တွေဟာစေးတိုက်ပွဲကြီးပြီးသွားတဲ့အချိန်မှာဒီအမေရိကန်ပြည်ထောင်စုကနေကျွန်တော်တို့ဒီ Afghanistan မှာရှိတဲ့အဖွဲ့အစည်းတွေအသုံးချခံရတယ်ဆိုတော့သဘောပေါက်ပါတယ် အလိုသဘောပေါက်လာပြီးတော့မှဒီအာဖဂန်နစ္စတန်မှာရှိတဲ့ဘာသာရေးအဆုံးရောက်တဲ့အဖွဲ့အစည်းတွေကိုအခြားတဲ့နိုင်ငံတွေကအပိအမြောက်ပြုလာတဲ့အချိန်မှာ Islamic fundamentalists ကအားကြီးထွားလာပါတယ်။စီးရဲတိုက်ပွဲအတွင်းကတော့ကျွန်တော်တို့အရင်ရှင်တဲ့ communist နဲ့အားပြိုင်ကြတယ်။အားပြိုင်ကြပြီးတော့မှ communist တွေကအနေငယ်အားရုပ်ရော့သွားတယ်။အဲ့ဒီနေရာမှာ power vacuum လို့ခေါ်တဲ့အားလက်ဟာတဲ့နေရာမှာ Islamic fundamentalists Islam ခြေကဝါဒီ အင်အားကောင်းလာပါတယ်။အဲ့လိုအင်အားကောင်းလာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ American ပြည်တော်စုမှာ9/11ဆိုတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။9/11ဖြစ်စဉ်ကခုနကကျွန်တော် Islamic fundamentalist ရဲ့အကျိုးဆက်တစ်ခုပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ American ပြည်တော်စုကိုဝင်တိုက်တဲ့လေရင်တွေကိုဥဆောင်မောင်းနှင်တဲ့ပုံကိုယ်တွေဟာ Islam ဘာသာဝင်တွေဖြစ်နေပါတယ်။အဲ့လိုဖြစ်ပြီးတော့မှ American ပြည်တော်စုက2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ နယူးယောက်မြို့မှာရှိတဲ့ဂုံတွေအပွားမြင်းအောင်မျော်စင်းတိုက်ခိုက်ခံရတဲ့အင်ဂျီရောတိုက်ခိုက်ခံရတဲ့ပင်တကွန်တိုက်ခိုက်ခံရတဲ့အဲ့လိုတိုက်ခိုက်ခံရတဲ့အချိန်မှာအစ္စလာမ်ဖန်ဒမန်တလစ်စ်ကထို့အထိတ်ကိုရောက်သွားပြီးတော့မှကျွန်တော်အမေရိကန်ရဲ့ယူနီပိုလာဆိုတဲ့ဧကမန်နိုင်စနစ်လည်းပြိုပြတ်သွားပါတယ်အဲ့လိုပြိုပြတ်သွားတဲ့အချိန်မှာကျွန်တော်တို့2000တခုနှစ်ကနေ62ခုနှစ်ပေါင်း10နှစ်တာကာလအတွင်းမှာ Islamic fundamentalists က အားကောင်းပြုတော့မှရှေ့လယ်ပိုင်းမှာတောင်ကျန်းသူအမျိုးမျိုးကိုမွေးမြူလာခဲ့ပါတယ်။အဲဒီတောင်ကျန်းသူတွေအားလုံးကကျွန်တော်တို့အီရန်နိုင်ငံထောက်ခံထားတာရှိတယ်။အရင်တော့လေဗျားနိုင်ငံထောက်ခံတာရှိတယ်။အီရန်နိုင်ငံထောက်ခံတာရှိတယ်။ဆီးရီးယားထောက်ခံတာရှိတယ်။အဲလိုထောက်ခံပြီးတော့မှခုနကျွန်တော်တို့အဖေတို့မိခွဲညီကိုအရင်နေတတ်ခဲ့ကြတာတောင်နဲ့တောင်။အဲဒီဟာကိုထိန်းသိတော့လဲမရတော့ပဲနဲ့နောက်ဆုံးအခုကျွန်တော်တို့၎င်း 2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာ အစ္စရေးနဲ့ဟာမတ်ဖြစ်တယ်ဟာမတ်အကြမ်းဖက်တရားအစ္စရေးနိုင်ငံကိုကျွန်တော်တို့ဒီဂျူးတွေဥပုပ်ကမှာဥပုပ်ထွက်တဲ့အချိန်မှာအလူတန်းနဲ့ပျော်ပွဲရှင်ပွဲလုပ်တဲ့အချိန်မှာဟာမတ်စီကအစ္စရေးနိုင်ငံကိုဝင်ပြီးတော့မှအပြစ်မဲ့လူတွေကိုဖမ်းတယ်တတ်တယ်ဖြတ်တယ်ဆိုတာတွေလုပ်ခဲ့ပါတယ်လုပ်ခဲ့တော့အဲ့ရနေစပြီးတော့မှယခုအချိန်ထိဖြစ်ပွားနေတာဖြစ်ပါတယ်ပြောချင်တာကတော့အရှိလေပိုင်းမှာ ခုလိုမတည်မငြိမ်ဖြစ်လာတဲ့အကြောင်းရင်းတွေအကြမ်းဖက်လုပ်ငန်းတွေပေါ်ပေါက်လာတဲ့အကြောင်းရင်းတွေဟာဒီလိုအကြောင်းတရားတွေပေါ်အခြေခံပြီးတော့မှအကျိုးတရားတွေပေါ်ပေါက်လာတယ်ဆိုတာသိချင်တာပါစည်ရတိုက်ပွဲပြီးသွားပြီးတဲ့နောက်ပိုင်းမှာကွန်မြူနစ်စနစ်ကြီးရဲ့အင်အားကြီးထွားမှုအရှိန်ဟုံးရော့ပါပြီးသွားတဲ့နောက်ပိုင်းမှာအစ္စလာမ်ရဲ့ fundamentalist တွေအားကောင်းလာပြီးတော့မှအရှိန်လက်ပိုင်းမှာအကြမ်းဖက်တွေပုံမှုများပြားလာပြီးတော့မှအမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက် ်ခဲ့တဲ့အခြေအနေအထိရောက်ခဲ့ပါတယ်။အဲ့ဒီအတွက်အရှိလေပိုင်းမှာရှိတဲ့အကြမ်းဖက်လုပ်ငန်းရပ်အလုံးဟာအစ္စရေးနိုင်ငံကိုတိုက်ခိုက်ဖို့အမေရိကန်ပြည်ထောင်စုနဲ့အမေရိကန်တို့ရဲ့အကျိုးစီးပွားတွေတိုက်ခိုက်ဖို့ဆိုပြီးစနစ်ကြဝင်မြူထားတာဖြစ်ပါတယ်။အဲ့ဒီအတွက်အစ္စရေးနိုင်ငံကလည်းဒေသတွင်းမှာအကြမ်းဖက်မှုတွေမဖြစ်အောင်သူနိုင်ငံကိုတိုက်ခိုက်တာတွေတပ်ဖြတ်တာတွေမဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့ RPML ပြုနေတဲ့နိုင်ငံတွေကိုကျွန်တော်တို့တိုက်ခိုက်နေခြင်းဖြစ်ပါတယ် ူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့ရှင်းလင်းတုတ်တင်နေရတာဖြစ်တဲ့အတွက်အခုလက်ရှိအခြေအနေများအရတော့ကျွန်တော်တို့တမျိုးကြစစ်တွေတိုက်တဲ့အချိန်မှာမနိုင်တဲ့အချိန်မှာအကြမ်းဖက်မှုတွေပုံမူကြပြန့်လာနိုင်တယ်ဒေသတွင်းနိုင်ငံတွေကလည်းပုံမူတိုးပွားလာနိုင်တဲ့အကြမ်းဖက်မှုတွေကိုအထူးဂရုပြုသင့်တယ်လို့ထင်မြင်ယူဆပါတယ်မေကွန်းမှာပါဝင်တဲ့အရှေ့လက်ပိုင်းဒေသမှာရှိတဲ့အမေရိကန် တပ်ဖွဲ့များရှိတဲ့နေရာကိုတိုက်ခိုက်ခြင်းတွေကတော့အနည်းငယ်များဆိုလို့မကြာခဏဖြစ်နေဦးမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒေတာတစ်ခုလုံးကိုကျယ်ပြန့်လာနိုင်တာမျိုးတော့မဖြစ်နိုင်ပဲနဲ့အနည်းငယ်အများအချိန်တိုတွင်းမှာပဲပျောက်ွယ်သွားနိုင်ပွဲရှိပါတယ်။ထပ်မံပြီးတော့မှတိုက်ခိုက်မှုများပုံမပြင်းထန်လာခြင်းရှိလို့ရှိရင်လည်းအမေရိကန်ပြည်ထောင်စုရဲ့တိုက်ခိုက်ခြင်းကိုခံရမည်ဖြစ်ပါကြောင်းဖြေကြားလိုပါတယ်။